ငါနှစ်ပေါင်း600ကျော်ကျင့်ကြံလာပြီရန်သူအများကြီးကိုတွေ့ခဲ့ရပေမဲ့အပြုံးတစ်ခုတည်းနဲ့ငါ့ကိုဒီလိုခံစားရစီတာတယောက်ပဲရှိတယ်ဝန်လင်းရဲ့မျက်နှာကတော့တင်းညင်နေပေမဲ့သူ့ရဲ့ရင်ထဲမှာတော့နှိုင်းထားနေပါတယ်သူကအတောက်ကိုရှူပြီးခေါင်းငုံလိုက်ပါတယ်ပြီးတော့သူ့ရဲ့မျက်လုံးများကျင်းလာပြီးကြောင်းမှုလက္ခဏာများပေါ်လာပါတယ်ထူစီရဲ့နှဆူထိုက်ဆန်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ် ဝလင်ကဒုက္ခနာကိုအားချမ်းဆိတ်သွားတာကိုခန်းစားလိုက်ရပါတယ်။ဝလင်ကဟင်းတပရာဂျိုးပေါ်မှာအကြောက်ဝဆုံလူတွေအကြောင်းကိုပြောပါဆိုရင်ကျူချွဲစီကတော့နံပါတ်1မဟုတ်ပါဘူး။နံပါတ်1နေရာကတော့သူ့အမျိုးတွေအဆင့်ချင်းညက်သူဘွားတုံးကရှေးရောင်းနှစ်ဖျားနေမိမှာဒေါသဖက်စီခဲ့တဲ့ထိုက်ဆန်းမှာရှေးရောင်းနှစ်ဖျားရဲ့အမွေနစ်ကိုနှစ်ပိုင်းခွဲထားပါတယ်။စွန်းရဲ့အမွေနစ်နဲ့အတိညာအမွေနစ်ပါအမွေနှစ်ခုထဲကအတိညာအမွေနှစ်ကတော့ထူစီရဲ့အသိပညာများအလုံးပေါဝင်ပါတယ်။ရှေးအောင်နှစ်ဖျားဖြစ်လာပုံရှေးအောင်နှစ်ဖျားရဲ့နီးစနစ်များစားတဲ့အရာတွေကပေါဝင်ပါတယ်။ ထူစီရဲ့မညတ်ထဲမှာကြီးမားတဲ့ကြက်တာမြေပုံတော်ပါပါတယ်ထိုအရာသူခီးသွားခဲ့တဲ့နေရာတိုင်းရဲ့မြေပုံပါပဲထိုမညတ်နေရာဝန်လင်းအတွက်အရန်အောင်မှာအထောက်အကူဖြစ်ပါတယ်အတိညာအမွေတင်းမရှိဘူးဆိုရင်ဝန်လင်းရဲ့မူလခန္ဓာကိုယ်ကကျဲသုံးဝင်းရှောင်းနှဖျားအဆင့်ထိမကျဉ်းကျနိုင်ပါဘူးဒိုးရတဲ့မညတ်နေရာလည်းမညတ်ပါပဲဘာစွမ်းရင်မှအပေါဝင်ပါဘူးထူစီရဲ့မညတ်နေမှာဟိန္ဒဗရာချို့အတွေ့တစ်ချက်နဲ့ဖျက်ဆီးနိုင်တဲ့ဒီပညာတွေအများကြီးရရှိနေပါတယ်သူကထုံဒီပညာတွေအားလုံးရဲ့မန်နာဒီနဲ့နီလန်းတွေကိုတိပိမဲ့အတုံးပြဖို့အတွက်ကြဆွမ်းအားကမရှိပါဘူး ထိုနီလောင်းကိုအသုံးပြုဖို့အတွက်အ ਨੇ ဆုံးကျယ်ခွနပွင့်ရှိအောင်နှစ်ဖျားအဆင်းကိုရောက်ဖို့အတွက်လိုအပ်ပါတယ်။ထို့ကြောင့်သူ့ရဲ့မူလခန်းတော်ကိုပို့ပြီးအားကောင်းလာအောင်ဒဇင်ချင်းလှုပ်ဆောင်ပြီးနောက်ဆုံးမှထူစီရဲ့မညံ့နေရဲ့စွာအပြည့်ဝအသုံးပြုနိုင်အောင်လိုအပ်တာပဲဖြစ်ပါတယ်။ထို့လားတူပဲထိုက်ဆန်ရလေအတူတူပါပဲ။သူကထူစီရဲ့စွာကျယ်ရှိဖွင့်ရှိအောင်နှစ်ဖျားတစ်ပါးရဲ့စွာကိုအမွေရခဲ့ပါတယ်။သူရတဲ့သူကစွန်းအားရှိပေမဲ့လေအပြေဝအသုံးမချနိုင်ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်မှာစွန်းရင်လမ်းကြောင်းမရှိဘူးဆိုရင်အတူတူပါပဲ။သူ့ရဲ့ခန္ဓာကိုယ်ကဘလောက်ပဲစွန်းအားရှိပါစေအသုံးမချနိုင်ပါဘူး။ သူထိန်ချုံနိုင်တဲ့နိပညာအလုံးကသူကမွေးဖွားလာပြီးတဲ့နောက်တင်ယူခဲ့တဲ့နိပညာတွေပါပဲထိုနိပညာတွေကနေဒဇင်းဒဇင်းသူ့အမွေနေ့ရဲ့စွာရဲ့ဒစိတ်ဒီပိုင်းအချို့ကိုအသုံးပြနိုင်ပြီမဲ့ယခုချိန်မှာတော့အစိတ်ပိုင်းအချို့ကိုပဲအသုံးပြနိုင်တာကြောင့်သူကအမွေနေ့ရဲ့စွာအဖြစ်အပျက်ကိုပြသနိုင်ပါဘူးပိုးပြီးတိကျအောင်ပြောရမယ်ဆိုရင်ထိုက်ဆန်ထိန်ချုံနိုင်တဲ့စွာရဲ့အမြင့်ဆုံးအတိုင်းတာကျင်ငါပွင့်ရှေးအောင်နှဖျားတစ်ပါအသုံးပြနိုင်တဲ့အတိုင်းတာပဲရှိပါတယ်တချိန်ကကျက်ရှိပွင့်ရှေးအောင်နှဖျားဖြစ်ခဲ့တဲ့ထူစီနဲ့ရှင်လိုက်မယ်ဆိုရင်ထိုအစွမ်းကရောင်းမှာအနိုင်ပါတယ် တို့ရတဲ့ဟင်းသားပြာဂျူဘောကအသက်ရှင်နေသူအလုံးနဲ့ရှင်နိုင်မဲ့ဆိုရင်ကျင်ငါပွင့်ရှင်အောင်တစ်ဖျားတစ်ပါးဌာနာရီထေရတရှိမှုတစ်ခုအာနာတက်ချင်းအစဉ်ကျင့်ညက်သူတွေထက်အစဉ်တစ်ခုလုံးပုံမြင်တဲ့တရှိမှုတစ်ခုထော်ဆန်ရဲ့အကြီးမားဆုံးဆန္ဒကတော့အသိပညာအမွေးနည်းကိုရယူဖို့ပါအဲနောက်မှာတော့သူကအားလုံးကိုဆုပ်ယူဖို့သူ့ရဲ့ခန္ဓာကိုယ်တန့်စင်ဖို့နဲ့အစဉ်မှန်ကျေရှိပွင့်ရှင်အောင်တစ်ဖျားတစ်ပါးဖြစ်လာဖို့အတွက်အချိန်ဘက်လူဝရတော့ပါအဲ့ဒီအချိန်ကျရင်ကျင့်ညက်ချင်းမဟာမိတ်ဖဲရဲ့အဖိုးကြီးတွေကတော့သူ့ကိုကြောက်ကြားပါလိမ့်မယ် ဝလင်းရှောင်းနှဖျားနေမီမှာထိုနေရာလုခဲ့တာတောင်မရှိဘူးဆိုရင်ထော်ဆန်ကလွမြောက်သွားမှာပါတီတီကြပြောမှဆိုရင်တော့သူကထူစီပါပဲတို့ရတဲ့သူကထူစီရဲ့နှဖျားအယုံခွဲဝေခြင်းဒီစနစ်မှာအောင်မြင်တဲ့အခါဖပေါ်လာတဲ့မကောင်းဆိုးအအတွေးတွေရဲ့အစိပ်ပိုင်းတစ်ခုပါဝလင်းကိုဖမ်းဖို့အတွက်သူကစိတ်ပိုင်းဖြတ်ထားပါတယ်ဝလင်းကခေါင်းအုံမုပ်ပြီးအဖိုးကြီးကိုတတ်မှန်လို့ကြိလိုက်ပါတယ်ဒီတစ်ခါမှာတော့သူ့ရဲ့အကြီးကမြောင်းငယ်လေးစီကိုအယုံဆိုင်နေပါတယ် အကြံတစ်ခုကိုယာပြီးနောက်ဝန်လင်းကသူတို့ချက်ချင်းပဲဖောက်မိနိုင်ပါတယ်မြောင်းငက်လေးရဲ့မျိုးလုံးထဲမှာပေါ်လာတဲ့အနီရောင်လေးနက်နေရသွေးပင်လက်ထဲကလူတွေစီကထူကြတဲ့အချိန်မှာပါဝန်လင်းရဲ့နှလုံးသားထဲမှာလည်းအလွန်အမခါတိနေပါတယ်သူကရှင်းအောင်နဲ့ဖျားနေမျိုးတောခဲ့တုန်းကသူနဲ့အတူပါခဲ့တဲ့လူများကိုလည်းအမှတ်ရသွားပါတယ်သူတို့အလုံးကတည်ဆုံသွားပါတယ်ဒါမှမဟုတ်သူတို့ကသွေးပင်လက်ထဲကချင်းညက်သူတွေဖြစ်လာကြပါတယ်ဒါအပြင်ရှေ့ခေတ်ချင်းညက်သူများကလည်းရှိနေပါသေးတယ်သူတို့ကချင်းချင်းသူတွေဟင်းသားပရာချိုးမြောက်ခင်တွေကမွေးဖွားလာကြတာဖြစ်ပါတယ်ထိုလူတွေရဲ့ချင်းချင်းမှုအစင်းကလည်းအရန်အောင်မှမြင်ပါပါတယ် တို့ရတဲ့ဝန်လင်းရဲ့လက်ရှိအတွေ့အကြုံနဲ့ဆိုရင်သူတို့ကအာဏာတပ်ချင်းအဆင့်ကိုမကျော်လွန်နိုင်ဘူးလို့ခံမှန်းမိနေပါတယ်။ရှေးရောက်တဲ့ဖះနေမိမှာတတ်မှတ်ထားတဲ့ကန့်တချက်တစ်ခုကြောင့်ထိုနေ့တဲ့အတွင်းမှာသူတို့ရဲ့ကြီးညက်မှုအဆင့်ကမတိုးတက်နိုင်တာဖះရပါလိမ့်မယ်။တို့ရတဲ့သူတို့ရဲ့လက်ထဲမှာအနာဂတ်မျိုးဆက်တွေမတည်တဲ့နေစနစ်တွေအားရှိနေပါတယ်။သူတို့ကတစ်ခါတုံးလိုက်မယ်ဆိုရင်တော့သူတို့ရဲ့စွမ်းအားကတီးတောက်မြင့်တက်လာပါလိမ့်မယ်။ထော်ဆန်သူကလုံးဝလွတ်မြောက်သေးတာမဖြစ်နိုင်ဘူး။မဟုတ်ဘူးဆိုရင်တော့ဒီလိုလူတယောက်ကိုပူကက်နေစရာမလိုဘူး။ငါ့ကိုရှာဖို့အတွက်သူကိုယ်တိုင်ဖက်လာမှာ။ ဒါပေမဲ့ဘာလို့ဒီလိုမလာပဲငါ့ကိုအမေလိုက်နေရလဲသူကလည်းကြီးညက်ချင်ဂျိုကဘာတလင်းကြောက်ကိုရှာနေရလားဝင်လင်းရဲ့နှလုံးသားကလည်းတုံလုံးသွားပါတယ်ကြီးညက်ချင်ဂျိုကဘာတလင်းကြောက်ကရှီအောင်တစ်ဖက်နေမိရသူ့ကိုချုံတော်မူကနေသူ့ကိုလွမြောက်စေနိုင်မလားဝင်လင်းရဲ့မျိုးလုံးများကလည်းတော့ပေါက်သွားပါတယ်ထိုးအချိန်မှာဝင်းညစ်တောင်ကလည်းထမှန်တုံလုံးလာပြီးမိုးချိုးပစ်တက်များကောင်းကင်ရံတွေကိုထွက်ပေါက်လာပါတယ်ပြိုကျမှုတတိယအချိန်ကလည်းထမှန်ပြီးတော့ပေါ်လာပါတယ် ဟင်းသားဗရာဂဘိမတ်ရဲ့အတွင်းပိုင်းအများပြားအလေအကွက်ကြောင့်များစွာအဖြစ်ပြိုကျတော့ပါတယ်ဝင်းညင်းတောင်ရှောင်းပတွင်းနိုင်ခဲ့တဲ့ချင်းချန်သူတွေနဲ့စွန့်ပစ်ခံမတိမမြင်းနဲ့ဝင်နေအားလုံးကလည်းတစ်ဆုံတော်ကြရပါတယ်အရာအလုံးကပျက်စီးသွားတဲ့အတူဝင်းညင်းရဲ့ပိုင်းစားတွေနဲ့ဖန်တီးထားတဲ့တက်ရှိတွေရပါပျောက်ကွက်တော့ပါတယ်ထိုတက်ရှိတွေရဲ့တစ်ဆုံမှုကြောင့်စရိုက်တုပ်ပြတ်မှုများအလေဖြစ်ပေါ်လာပါတယ်ယခုအချိန်မှာတေမျိုးတွေချင်းချန်သူတွေဟင်းသားဗရာဂျိုဘောကတားရီတွေရအောင်တစ်ဆုံနေကြရပါတယ်ထို့ကဲ့သို့တစ်ဆုံမှုတွေကအတန်တိတ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ရှောင်းလဲလို့မရတဲ့ကပေးတစ်ခုလိုလည်းတတ်မှတ်နိုင်ပါတယ် ကန်ကုန်းနာကတော့လူတွေအများကြီးမတည်ဆုံးသေးရင်ပဲကျင်းကျန်ချင်းဂျိုကဘာတလင်းကြောက်ကပြိုကျသွားရင်တော့ဂျိုတို့ခုလုံးကတည်ဆုံးသွားပါလိမ့်မယ်ကျူချွဲစီရဲ့ယူတိုတဲ့ရေတန်တွေကဟင်းဒဗရာတောင်ထဲမှာပဲတင်ထန်းနေပါတယ်သူကယခုတော့ဟင်းဒဗရာတောင်ထဲမှာထိုင်နေပြီးမျိုးလုံးများနဲ့ယူတုမှုများပြင်းထန်နေပါတယ်သူကရဆက်တဲ့အပြုံးတစ်ခုနဲ့တော်တော်လေးပြောနေပါတယ်ငါရဲ့ချစ်လောက်ဆော်တော်ညီငယ်လေးမင်းကဒီကစားပွဲကိုကြိုက်ရလားကစားပွဲကအခုမှစမှာအထုံးအထဲုံတော့မရောက်သေးဘူးငါရဲ့တပည့်ကောင်းလေးချန်ဖန်ငါပေးလိုက်တဲ့ရစနာကိုမင်းကတုံးမယ်လို့ငါမျှော်လင့်နေ မင်းရတာအရိယကိုသုံးမဲ့ဆိုရင်ဒီကစားပွဲရဲ့အထွန်းထဲကိုစတင်လို့ရပြီဟင်းသားပရာတင်းကျန်ရဲ့အတွင်ပိုင်းအားဝိညာဉ်တောင်ပေါ်မှာတော့ဒီတစ်ခါပြူချမှုကအသက်ရှူချိန်အချိန်60လောက်ကြာမြင့်ပါတယ်တကားမှလည်းအကွက်ကြောင်းတွေကပို့ပြီးတော့များလာပြီးတကားတစ်ခုလုံးနီးပြားကိုဖုံးလွှမ်းသွားပါတယ်ထိုးချိန်မှာပဲရွှေချွေစီကလှူရှားလာပြီးအေယာမတကားကြီးရဲ့ဘေးမှာပေါ်လာပါတယ် ပြီးတော့သူ့ရဲ့လက်ထဲမှာကော်ရိုးထုတ်တလုံးကပေါ်လာပါတယ်။သူကကော်ရိုးထုတ်ရိုက်လိုက်တော့ချက်ချင်းပဲတတူပေါင်းများစွာအဖြစ်ပြန့်ကျဲသွားပါတယ်။တတူတွေအလုံးကလည်းတောက်ပွားစွာနဲ့တောက်ပွားနေပြီးအုတ်ကခဲပြန့်နေလို့တကားတွေကိုဝင်တိုက်သွားပါတယ်။တကားမှလည်းဒရင်ဒိမိတာများထွက်ပေါ်လာပြီးအကွဲကြောင်းနေရာမြန်ဆန်နဲ့ပူပြီးတော့များလာပါတယ်။ရွှေချွဲစီကလည်းတောက်ကြောက်သူကအဟိလိုက်ပါတယ်။စုပြေခံမတင်မျိုးမျိုးနဲ့ဝင်နှစ်ယောက်ကလီတဲ့ကိုချက်ချင်းပဲပြန်တက်လာပြီးတကားကိုတိုက်ခိုက်လိုက်ပါတယ်။ ဖိုးချိန်မှာပဲအဖိုးကြီးရဲ့မျိုးလုံးများလည်းအနီအောင်တောက်ပွားလာပြီးမထင်းမမြင်အပြုံးတစ်ခုကလည်းပေါ်လာပါတယ်သူကလေတွေကိုညှို့ထိုးပြီးလောဘမိုက်မဲမှုသူကပြောလိုက်ပါတယ်ထိုးစကားတွေကိုပြောလိုက်တာနဲ့တိုက်ခိုက်နေတဲ့စွန့်ပစ်ခံမတင်မမြင်တဲ့ဝင်နှစ်ယောက်ကရုတ်တရက်တုံလာပါတယ်သူတို့ရဲ့မျိုးလုံးတွေကနေမကောင်းဆိုးအရေးအုံများကိုထွက်လွန်နေပြီးအစိမ်းရောင်နဲ့အပြောင်အခုံးကြီးတွေကသူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကနေစတင်ထွက်လာပါတယ်အဖိုးကြီးကပေါက်ကွယ်သူကပြောလိုက်ပါတယ် ိုင်းတိုင်းဆိုတဲ့အတန်တစ်ချက်နဲ့အတူစွန်မြခံမသိဘူးမျိုးနွယ်ဝင်နှစ်ယောက်ကပေါက်ကွဲသွားပြီးတကားနဲ့တိုက်မိသွားပါတယ်။ဝယ်လင်ကလည်းထိုနီးစနစ်ကိုမြင်လာနဲ့လိုရင်ချောင်မျိုးနဲ့ဆိုးသခင်ရဲ့နီးစနစ်မှချက်ချင်းပဲတီးလိုက်ပါတယ်။စွန်မြခံမသိဘူးမျိုးနွယ်ဝင်နှစ်ယောက်ကပေါက်ကွဲသွားပြီးတဲ့နောက်တကားပြင်းထောင်တုတ်ခွာသွားပြီးအကွဲကြောင်များလည်းပို့ပြီးတော့များလာပါတယ်။ရွှေချဲစီကရုတ်တရက်လက်ကြည့်ပြီးအဖိုးကြီးကိုကြည့်လိုက်ပါတယ်။သူကအတန်တစ်ချက်ထုတ်လိုက်ပြီးနောက်အဟစ်ပြီးတကားကိုဖိလိုက်ပါတယ်။ကောင်းကင်တုတ်ဟီသွားတဲ့ပေါက်ကွဲသံတစ်ခုကဟင်းသားပြာတင်းကျိုင်းတစ်ခုလုံးမှပဲ့တင်ထွက်သွားပါတယ်။ တကားရဲ့ဖေဖေချန်ကအပိုင်းစားလေတစ်ခုကကျွတ်ထွက်သွားပြီးရွှေအောင်အလင်းနားတစ်ခုကထပ်ပေါက်လာပါတယ်။ထိုးရကောင်းဝင်ထဲကိုထိုးပေါက်ဝင်ရောက်သွားပြီးအထဲမှာပဲရှိနေပါတယ်။ရွှန်ချွဲစီကအနီအောင်အလင်းနားတစ်ခုဖြစ်ပြောင်းလဲပြီးအပေါက်ထဲကိုပြန်တန်းဝင်ရောက်သွားပြီးအဖိုးကြီးကလည်းအမြန်ပဲလိုက်သွားပါတယ်။ပြီးတော့ဝင်းညင်တောင်ပေါ်မှာကြံနေတဲ့လူတွေကလည်းနီးပညာအမျိုးမျိုးအုံပြုပြီးအထဲကိုဝင်သွားပါတယ်။ဝယ်လင်းကတော့အပေါက်ထဲကိုဝင်နေဆရိုးရောမြောက်လူဖြစ်ပါတယ်။သူကအထဲကိုချစ်တလန်လှမ်းလိုက်တာနဲ့မိကွန်းအောင်တိုင်တဲ့တစ်ခုကိုဖန်တီးပြီးအထဲမှာပြောက်ကွက်သွားပါတယ်။ တကားရဲ့အတွင်ဘက်မှာတော့ရွှေအောင်ပင်လယ်တစ်ခုကရှိနေပါတယ်ထိုပင်လယ်ကအဆုံးမရှိကျယ်ပြန့်လုံလောက်ပါတယ်မြေခွင်းထဲကတစ်ခုတည်းသောအရာတော့မုကုံဆောင်ဝိုင်းရဲ့ဝဝိနေရာမှာရှိနေတဲ့ရွှေအောင်ကျွန်းတို့ကျွန်းမှာထိုကျွန်းပေါ်မှာတော့အဆောက်အဦကြီးတစ်ခုကရှိပါတယ် ထိုရာရွှေအောင်တော့ပါနေတဲ့ခန်းထားတဲ့နန်းတော်တစ်ခုပါရွံချွဲစီကတကားကိုဖျက်ဆီးသွားပြီးနောက်သူ့ရဲ့မျိုးလုံးလေးကနေထူးဆန်းတဲ့အလင်းအောင်များကိုထုတ်လွှတ်နေပြီးထိုကျုံးစီကိုအမြန်ပဲပြတ်တန်းသွားပါတယ်အဖိုးကြီးကလည်းအမြန်ပဲလိုက်သွားပါတယ်သူ့ခြေထောက်လေးကိုလှောက်ရှားလိုက်တာနဲ့နန်းတော်စီကိုအမြန်ပဲရောက်ရှိသွားပါတယ်သူကရွံချွဲစီရဲ့နောက်မှာပေတုံးအောင်လောက်ပဲကွာပါတယ်သူ့ရဲ့ပခုံးပေါ်ကမြောက်ရဲ့မျိုးလုံးလေးကလည်းလင်းလန်းစွာနဲ့တော့ပါနေပြီးဆစ်လှောက်ရှားနေတဲ့အမှုရာကိုပြတ်သားနေပါတယ် ကျန်တဲ့လူတွေအတွက်တော့ channel တဲ့လူတွေနှစ်ယောက်စလုံးကအမြင့်ဆုံးအမြန်နှုံးနဲ့ကျိုးစီကိုပြန်တန်းသွားကြပါတယ်။ကျိုးထိုင်တဲ့ဇီရှင်ကတော့အနေနဲ့တွန်းဆုံးနေပါတယ်။သူတို့ကအရှင်ကိုလျှော့ပြီးရှေ့ကိုသွားဖို့အတွက်လုံးမနေကြပါဘူး။မျက်နှာကိုဖုံးဝထားတဲ့လူကတော့ကျိုးအောင်မကြည့်ပဲအောက်ကပင်လယ်ကိုကြည့်ပြီးစဉ်းစားနေပါတယ်။ဝမ်လင်းရဲ့ပုံရင်းကတော့မိုးကျိုးလို့မြန်တဲ့အလင်းနဲ့တစ်ခုနဲ့ညာတော့စီကိုချက်ချင်းပဲရွေလျောက်သွားပါတယ်။ချက်ချင်းပဲကောင်းကင်တစ်လျှောက်မှလည်းအလင်းနဲ့များစွာရွေလျားနေပြီးဒတိုင်းတိုင်းနဲ့မီတာများကိုကြားနေရပါတယ်။ရွမ်ချယ်စီကကျိုးဘွားနန်းတော်ထဲကိုရောက်လာနေချက်ချင်းပဲဝင်ပြေးသွားပါတယ်။ ထိုးအချိန်မှာပဲအဖိုးကြီးရဲ့မျိုးလုံးတွေကလည်းနီရလာပြီးမြောက်ကိုဆွဲယူကာဟင်းအောင်လိုက်ပါတယ် ပြီးတော့မြောက်ကိုပြင်းပြင်းထန်ထန်ပြစ်လိုက်တော့မြောက်ကလည်းထိုအားကိုအသုံးပြုပြီးခုန်ထွက်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းလုံအောင်ပြက်ကွက်သွားပြီးပြန်ပေါ်လာတဲ့အခါရွံချွဲစီထက်အနေငယ်ပုံမြန်နေပါတယ်။ရွံချွဲစီကတော့မျက်နှာမေ့သွားပြီးနှာခေါင်းကိုရှုပ်ကနန်းတော်ထဲကိုအမြန်ပဲလိုက်သွားပါတယ်။သူအားရင်ထိုးထိန်မှာပဲနန်းတော်ကရုတ်တရက်တုန်ခေါက်သွားပြီးတောက်ပါတဲ့ရွှေအောင်ကြီးများထွက်လာပါတယ်။ရွံချွဲစီကလည်းမျက်နှာမကောင်းစွာနေပဲနန်းတော်ထင်ရနေအပြေုံပြန်ပြီးတော့လွင်ထွက်လာပါတယ်။သူကလည်းအယံအောင်မှာအံ့ဩသွားပါတယ်။မျောလေးကတော့တွန်းတွန်းဆက်နဲ့အော်မြင်အပြေုံပြန်လွှတ်ထွက်လာပါတယ်။ သူ့ရဲ့နှလုံးထဲကအနီအောင်လင်းတန်းကတလမလောက်ရှိတဲ့မိသားလိုထွက်လာပါတယ် ထိုရာရန်အောင်မှထူးဆန်းပါတယ်။မြောက်လေးကဖိုးကြီးစီကိုပြတ်မသွားပဲနန်းတော့ဒေါသတကြီးနဲ့စိုက်ကြည့်နေပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော့ထဲကနေတုန်ဟီတဲ့အတံများထွက်ပေါ်လာပြီးရွှေတန်ချက်ကနေနဲ့ထွားချိန်တဲ့လူတယောက်ကထွက်လာပါတယ်။ရွှေတန်ချက်ကနေထွားချိန်တဲ့လူကအရန်အောင်မှကြီးကြိုက်ခံကြပါတယ်။သူ့ရဲ့လက်ထဲကရွှေသားကြီးကရွှေအောင်အလီနတ်မြောက်ကိုထုတ်လွှင့်နေပါတယ်။ဇပင်မမဲတွေကတော့သူ့ရဲ့နောက်ကျောင်းမှာလွင့်နေပါတယ်။တစ်ချက်ခုံလိုက်ုံနဲ့သူကနန်းတော့ရဲ့အပေါ်ရောက်ရှိသွားပါတယ်။သူကအားလုံးကိုအစ်ဆက်စွာနဲ့ကြည့်ပြီးဓာတ်ကိုဝင်ရလိုက်ပါတယ်။ရွှေအောင်ပင်လယ်တစ်ခုလုံးကလည်းတုန်ဟီသွားပြီးကျွန်းစီကိုလှမ်း ုံးကြီးတစ်ခုလိုရိုက်ခတ်လာပါတယ်မျက်စိတမိတ်အတွင်းမှာပဲကျုံးကရွှေအောင်ပင်လယ်ထဲမှာမြုပ်သွားပြီးပျောက်ကွယ်သွားပါတယ် ရွံချွဲစီရဲ့မျက်နှာကလည်းမကောင်းလေးပါဘူး။သူကရွှေရောင်ပလင်လေးကိုမြို့တော်မဲ့ချိန်တွင်ရွှေရောင်တန်ချက်ကနေထွားချိန်တဲ့လူကဓာတ်အုပ်ဝင်ရလိုက်ပါတယ်။ပေတရာလောက်ရှိတဲ့ဓာတ်ဆွဲရိုင်လိုင်းတစ်ခုကရွံချွဲစီစီကိုရိုက်ခတ်လာပါတယ်။ရွံချွဲစီကလည်းဟင်းဟောက်လိုက်ပါတယ်။သူ့ရဲ့စပင်းကလေမရှိပဲလှုပ်ရှားလာပြီးလေတဲကိုလူညုံနဲ့ထိုးလိုက်ပါတယ်။သူလူညုံနဲ့ထိုးတဲ့နေရာမှာအနီအောင်လင်းတဲ့တစ်ခုကပေါ်လာပြီးဓာတ်ဆွဲရိုင်လိုင်းနဲ့တိုက်မိသွားပါတယ်။ဒိုင်းကနေတန်တဲ့တူရွံချွဲစီရဲ့ခန္ဓာကိုယ်ကအုတ်ကခဲပြန့်လို့ပင်လယ်ထဲကိုဝင်သွားပြီးပျောက်ကွယ်သွားပါတယ်။ရွှေရောင်တန်ချက်ကနေထွားချိန်တဲ့လူကမလိုက်ပဲမျောက်လေးကိုကြီးလိုက်ပါတယ်။ သူ့ရဲ့ရွှေသားမှလည်းဓာဆွမ်းရည်များစူးစီးလာပြီးဓာအုပ်ဝင်ရလိုက်ပါတယ်။မြောက်လေးရဲ့မျိုးလုံးများလည်းပို့ပြီးတော့နေရလာပါတယ်။အနီးအောင်အလင်းနဲ့နေရာယခုစိန်တော့သုံးလုံးမလောက်ရှိလာပြီးအရန်အုံမှာကြောက်စရာကောင်းနေပါတယ်။ရွှေအောင်တန်ချက်ကနေထွားချိုင်းတဲ့လူကလည်းလန့်သွားပြီးဓာအုပ်ဝင်ရတော့ရလိုက်ပါတယ်။မြောက်လေးရလည်းပြုံးလိုက်ပြီးအဖိုးကြီးစီကိုသွားလိုက်ပါတယ်။ သူတို့ကပင်လယ်ထဲကိုဝင်မာတော့မယ်။ရွှေအောင်တန်ကျက်ကနေထွားချင်းတဲ့လူကအဖိုးကြီးကိုကြည့်လိုက်တော့သူ့ရဲ့မျိုးလုံးများတောက်ပွားလာပြီးရထားတဲ့ဓာဆွမ်းရည်များကလည်းပြန်လည်ပြီးတော့လှုပ်ရှားလာပါတယ်။ပေတရာလောက်ရှိတဲ့ဓာဆွမ်းရည်လှိုင်းတစ်ခုကိုအဖိုးကြီးစီကိုပြုတ်လိုက်ပါတယ်။ဒိုးရတဲ့အဖိုးကြီးနောက်မြောက်ခင်းပါပဲ။အောက်ကပင်လယ်ကကွဲထွက်သွားပါတယ်။အဖိုးကြီးကလည်းဟင်းဟုတ်လိုက်ပြီးမျိုးလုံးများကလည်းနီးရလာပါတယ်။ဓာဆွမ်းရည်လှိုင်းကနီးကလာနေသူ့ရဲ့ခန္ဓာကိုယ်ကနေအနီရောင်ပုံရင်တစ်ခုကထွက်လာပါတယ်။ထိုပုံရင်ကမှိန်ဖျော်တာဖြစ်ပါတယ်။ လူတယောက်လားဆိုတာသိတာပဲမဲ့အမျိုးသားလားအမျိုးသမီးလားဆိုတာတော့မတည့်ခွဲပါဘူးထုပ်ပုံကြီးကလက်ကုံမြောက်ပြီးဓာဆွမ်းရဲ့လိုင်းကိုတားဆီးလိုက်ပါတယ်ပြီးတော့လက်ကုံဝင်လိုက်တာနဲ့ဓာဆွမ်းရဲ့လိုင်းကဘေးကိုလွတ်ထွက်သွားပြီးပင်လယ်ထဲကိုကျသွားပါတယ်ရွှေအောင်တန်ကျဲကနေထွားချိန်တဲ့လူကအဖိုးကြီးကိုကြည့်ပြီးခေါင်းငိမ့်လိုက်ကထပ်ပြီးတော့မကြည့်တော့ပါဘူးပုံရင်းကလည်းအဖိုးကြီးစီကိုပြန်ပြီးတော့ဝင်သွားပါတယ်။အဖိုးကြီးရဲ့ခန္ဓာကိုယ်ကလည်းတုံရင်သွားပြီးမျိုးလုံးများလည်းနီရဲလာကပင်လယ်ထဲကိုဝင်သွားပါတယ်။မြောက်လေးကလည်းသူ့နောက်ကနေလိုက်ပြီးတော့ဝင်သွားပါတယ်။ဝမ်လင်းကလည်းထိုးအဖြစ်ပြမြောက်ကိုဂီရုဆိုင်နဲ့ကြီးနေပါတယ်။ သူ့ရဲ့ဉာဏ်ပညာနဲ့ရွှေအောင်တန်ချက်ကနေထွားကြိုက်တဲ့လူကဒုက္ခပေးခြင်းလို့မဟုတ်ဘူးဆိုတာကိုချက်ချင်းပဲသိလိုက်ပါတယ်။သူကလည်းပင်လယ်ထဲကနန်းတော်ကိုရှာဖို့အတွက်ဆိုရင်သူ့ရဲ့ဓာတ်ချက်ကိုခံနိုင်ရှိရပါမယ်။အေးချင်းပြင်းမိကြောင်ဖော်ပြရပါလိမ့်မယ်။ဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပွားလာပြီးလှုပ်ဝှက်ချက်တစ်ခုကိုသိလိုက်သလိုပဲဖြစ်သွားပါတယ်။အဖိုးကြီးနဲ့မြောင်လေးကခွဲနေတော့မှပဲရွှေအောင်တန်ချက်ကနေထွားကြိုက်တဲ့လူကသူ့ကိုတယောက်ချင်းစီကင်တွေဖို့အတွက်အသင့်ဖြစ်နေပါတယ်။သူကတဲ့သူတို့ကအတူတူရှိနေတဲ့အခါရွှေအောင်တန်ချက်ကနေထွားကြိုက်တဲ့လူကတစ်ချက်ပဲတိုက်ခိုက်ပါတယ်။ ရွှေအောင်တန်ချက်ကနေထွားကျင်းတဲ့လူကသူတို့ကိုတယောက်ထဲလို့စမ်းသပ်လိုက်တာဖြစ်ပါတယ်ထိုးချိန်မှာပဲရွှေအောင်တန်ချက်ကနေထွားကျင်းတဲ့လူရဲ့မျိုးလုံးများလည်းတောက်ပွားလာပြီးဓာတ်ကိုဖျက်လိုက်ပါတယ်ဒါဆိုရင်လမ်းတစ်ခုကပင်လယ်ထဲကိုကျောက်သွားပြီးတုံ့ဟီတဲ့အတန်များလည်းပင်လယ်တစ်ခုလုံးမှာပြန့်နှံ့သွားပါတယ်ပင်လယ်ထဲကနေလိုင်းလုံးကြီးတစ်ခုကလည်းရုတ်တရက်ထွက်လာပြီးကျူထိုင်တဲ့ဇီရှင်တို့ကိုအပေါ်ထောင်ပစ်လိုက်ပါတယ် တို့နှစ်ယောက်ကပင်လယ်ရေပြင်ထက်ပေထောင်ကောင်မှရတံ့သွားပါတယ်။ကျိုးထန်ရဲ့မျက်နှာကတော့ဖြူဖြောနေပြီးသွေးများထွက်လာပါတယ်။ဇီရှင်ရဲ့မျက်နှာမှာတော့ထိတ်လန့်မှုများပြင်းထန်နေပါတယ်။ဇီရှင်ရဲ့မျက်နှာမှာတော့ထိတ်လန့်မှုများပြင်းထန်နေပါတယ်။တို့နှစ်ယောက်ကပင်လယ်အောက်မှာခိုးတက်ပြီးရှေ့ကိုတဲတဲစိတ်နဲ့ခီးဆက်နေကြတာပါ။ရွှေအောင်တန်ကျက်ကနေထွားကြတဲ့လူကတို့ကိုတားဆီးလိုက်မယ်လို့တို့ကလည်းမထင်နာခဲ့ပါဘူး။ဒါရဲ့အချိန်ကရောရတဲ့အခါဆုတ်ခွာဖို့အတွက်လုခွဲကြပြီမယ်။မျက်စံလုံးလာတဲ့ဒါရဲ့အချိန်ကြောင့်ဒဏ်ရာရသွားခဲ့ပါတယ်။ ရှင်ယောင်တန်ကျင်းကနေထွားကျင်းတဲ့လူကသူတို့ကိုမလိုက်ပဲဝန်လင်းရဲ့ဘက်ကိုလက်ကြည့်လိုက်ပါတယ်ဝန်လင်းရဲ့မျိုးလုံးများလည်းအစ်ဆက်သွားပါတယ်ထိုဓာတ်ရှိန်ဟာအနာတက်ချင်းအစဉ်ကျညက်သူတယောက်ရဲ့တိုက်ခိုက်မှုလို့အဆွမ်းထက်ပါတယ်ထိုကြောက်ဝဲအဖိုးကြီးကသူ့ရဲ့ဝင်းညင်းကိုထုတ်ပြီးတော့ခူးခံခဲ့ရတာပါရွမ်ချက်စီတယောက်ထဲရတာထိုတိုက်ခိုက်မှုကိုတားဆီးနိုင်ပြီးထိုအောက်အုံချကပင်လယ်ထဲကိုဝင်သွားနိုင်ပါတယ်ဒူဝရင်ရွှေအောင်တန်ကျင်းကနေထွားကျင်းတဲ့လူကမကောင်းတဲ့ရွေချက်မရှိပါဘူးရွေချက်ဆိုရှိခဲ့မဲ့ဆိုရင်တော့ယခုချိန်မှာကျူထိုင်တဲ့ဇီရှင်တို့ကအသက်ရှင်နေမှာမဟုတ်ပါဘူးဝန်လင်းရဲ့မျိုးလုံးများလည်းလင်းလက်သွားပါတယ် သူရဲ့လက်ရှိကြီးညက်မှုအစင်းနဲ့ရွှေအောင်တန်ကြကဝေထားတဲ့လူကိုတွန်းလှန်လို့မရဘူးဆိုတာသူကလည်းသိပါတယ်။အာနာတက်ချင်းအစင်းဝင်းညုံမထိုးဘူးဆိုရင်သူကဘလို့မှအနိုင်မရနိုင်ပါဘူး။ယခုထိုင်မှာချန်ဖန်တဲ့လူမီတို့ကလည်းမျက်မှောင်ကျုပ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ကလည်းထိုးရအောင်သဘောပေါက်သွားတဲ့ပုံရပါတယ်။ချန်ဖန်ရဲ့မျက်လုံးများလည်းလင်းလက်သွားပြီးဆန်နူရွှေအောင်တန်ကြကဝေထားတဲ့လူရဲ့ဓာဆွမ်းကိုငါတို့တော့ပေါင်းပြီးတော့တားစီရအောင်သူကပြောလိုက်ပါတယ်။ဝန်လင်းရဲ့မျက်လုံးထဲမှာလည်းအေးဆက်တဲ့အရင်ကတည်းကပေါ်လာပြီး ကောင်းပြီလေသူကလည်းခေါင်းညှိလိုက်ပါတယ်ချန်ဖန်ကဝန်လင်းကိုအကူအညီတောင်းရတဲ့အကြောင်းရင်းကတော့သူစီမှာရွေးချယ်စရာမရှိလို့ပါသူနဲ့လူမင်းနဲ့နှစ်ယောက်ပေါင်းမဲ့ဆိုရင်တော့ထိုးတိုက်ခိုက်မှုကိုတွန်းလှန်နိုင်မယ်လို့ယုံကြည်မရှိဘူးဆိုတာရှင်းနေပါတယ်ထိုးတိုက်ခိုက်မှုကိုတွန်းလှန်လို့မရဘူးဆိုရင်နန်းတို့ကိုရှာဖွေဖို့ကမှဖြစ်နိုင်ပါဘူးရွှန်ချယ်စီနဲ့လူကိုကြီးကတော့သူတို့ထက်အရင်ရောက်နေနေပြီးနှေးသွားမဲ့ဆိုရင်တော့နောက်ကျသွားနိုင်ပါတယ် ယခုဝန်လင်းရပါလာမယ်ဆိုရင်တော့သူတို့တောင်းကအောင်မြင်ဖို့အတွက်အခွင့်အလမ်းပို့ပြီးတော့များလာပါတယ်ဝန်လင်းကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအစ်မပဲရှိနေလို့ချန်ဖန်ကတော့သူ့ကိုရှော့မတက်ခဲ့ပါဘူးအမှန်တကယ်တော့သူ့ရဲ့စိတ်ထဲမှာဝန်လင်းကသူ့နဲ့တိုက်ခိုက်ဖို့အတွက်ရည်ချင်းပြင့်မိတဲ့လူတစ်ယောက်လို့ယုံကြည်ပါတယ်ဝန်လင်းမှာရှိတဲ့ဝိညာဉ်စေတန်အလံကသူ့ကိုချက်ချင်းတပ်ပစ်နိုင်တဲ့အရာတစ်ခုဖြစ်တဲ့ဆိုတော့လေသူကသိပါတယ်ထို့ကြောင့်သူကလည်းဝန်လင်းကိုကြောက်ပါတယ်ဒါကြောင့်ပဲသူကအနီရောင်လေးပြောက်ကိုဝန်လင်းကိုတားဆီးဖို့အတွက်ဆေးလုခဲ့တာပါ ဒါမှသာသူကကျင်းကျင်းချင်းဂျိုကဘာတလင်းကြောင်းကိုရင်မဆိုင်ပင်နဲ့ရနိုင်မယ်လို့ထင်ခဲ့တာပါ။သူကလည်းဝင်းညင်တောင်းကိုရောက်ပြီးတဲ့နောက်တလင်းကြောင်းကိုရဖို့အတွက်အတားစီးတဲ့အများကြီးကရှိနေရဆိုတာသူကသဘောပေါက်သွားပါတယ်။သူကပထမဆုံးတွေ့တုန်းကလိုအားနည်းရလူလို့မြင်တော့ပါဘူး။ယခုသူနဲ့ဒန်လို့ရှိတဲ့လူလို့ပဲမြင်ပါတယ်။သူကလည်းချန်ဖန်ရဲ့နှလုံးသားထဲမှာတော့မာနကြီးတစ်ခုကရှိနေစေပဲဖြစ်ပါတယ်။သူ့ရဲ့အမြင်ကဝင်းလင်းမသာဝင်းညင်ဆက်တန်းလာမရှိဘူးဆိုရင်ဝင်းလင်းကသူနဲ့ရှင်လို့မရပါဘူး။ဝင်းလင်းရဲ့တုတ်ပြတ်မှုကြားရပြီးနောက်ချန်ဖန်ကခဏစဉ်းစားပြီးကျင်းကျန်သူဆန်ကျွန်တော်တို့နှစ်ယောက်ကရင်သွားမယ်။ ပြီးရင်ကျွန်တော်ရဲ့ညီမငယ်ကိုတောင်းယူခိုင်းမယ်ဘလို့ထင်လဲသူကပြောလိုက်ပါတယ်ဝယ်လျက်မျိုးလုံးများတော့တင်းကျင်နေပြီးချန်ဖန်တဲ့လူမျိုးကိုကြိလိုက်ပါတယ်ထိုးအချိန်မှာလူမျိုးရလည်းသူ့ကိုကြည့်ပြီးပြောလိုက်ပါတယ်စကားပြောတော့မလို့လို့တော့ဝယ်လျက်အကြည့်လွဲပြီးအလောက်အလောက်ရှုပ်စရာမလိုဘူးငါ့ရင်သွားမယ်ပြီးရင်တော့မင်းတို့နှစ်ယောက်လိုက်ခဲ့လို့ရတယ် ဝယ်လင်ကပြောလိုက်ပါတယ်ချန်ဖန်ကလည်းအံ့ဩသွားပြီးသူ့ရဲ့မျက်လုံးများလင်းလက်သွားပါတယ်အရင်သွားမယ်ဆိုရင်တိုက်ခိုက်မှုကိုအပြေအဝါကင်တွယ်ုံနေမကောက်ဘူးနောက်ကလူတွေရဲ့တိုက်ခိုက်မှုကိုလည်းအာရုံစိုက်ရပါမယ်အရန်ကိုအန်ရီများတဲ့ရပါချန်ဖန်ကသူတို့နှစ်ယောက်အတူသွားမယ်လို့ပြောခဲ့တာဝယ်လင်ကိုအရန်စိုးရင်ပြီးစာပြီးစူးစမ်းအောက်ထုတ်မှာကိုစိုးရင်နေလို့ပါလူမီကသူတို့နောက်မှလိုက်မဲ့ဆိုရင်ဝယ်လင်ကတိုက်တဲ့လေတိုက်ခိုက်ရင်တော့သူကစိုးရင်စရာမလိုပါဘူး။ချန်ဖန်ကဓာဆိုင်ကိုကင်တွေဖီရှင်းတော့ဒီတစ်ခါဦးစားပေးလို့ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဝယ်လင်ကိုကင်တွေတော်ကိုတော့နောက်မှလုပ်လို့ရပါတယ်။ ဝယ်လင်းကအရင်သွားမယ်ဆိုတော့ကြာကြာချင်းသူကတန်တရားတွေဝင်လာပါတယ်။သူကတဲ့ထိုးရောက်စဉ်းစားဖို့အတွက်အချိန်မိုသေးပါဘူး။ဒါကြောင့်အလို့ဆိုရင်တော့ကျင့်ကြံသူစံဝင်ပဲအကူရတော့မယ်။သူကပြောလိုက်ပါတယ်။လူမရလည်းအနေငယ်မြောင်းကြောက်လိုက်ပါတယ်။တခုခုကထူးဆန်းနေရလို့သူမကလည်းခံစားနေရပါတယ်။ခဏစဉ်းစားပြီးတော့သူမကဝယ်လင်းကိုကြည့်လိုက်ပါတယ်။ဝယ်လင်းကတော့သူမကိုပြန်မကြည့်ပဲရွှေအောင်တန်ကြက်ကဝေထားတဲ့လူစီကိုပြတ်တန်းသွားပါတယ်။ ။လူမီနဲ့ချန်ဖန်တို့ကလည်းနောက်ကနေလိုက်သွားကြပါတယ်။သူတို့တောင်းကအစီအစဉ်တကြရှေ့ကိုဆက်သွားနေကြပါတယ်။သူတို့တောင်းကနီးကပ်လာတဲ့အချိန်မှာရွှေအောင်တန်ကြက်ကဝေထားတဲ့လူရဲ့မျက်လုံးများတိကျလာပြီးလက်ကိုမြောက်လိုက်ပါတယ်။ရွှေသားပေါ်မှာလည်းအလင်းသမီးဆူဝေးလာပြီးမျက်စိကန်းစီလောက်တဲ့ရွှေအောင်အလင်းသမီးဖြစ်ပေါ်လာပါတယ်။ပြီးတော့သူကဓာတ်ရဆက်ဆွန်နဲ့ဝင်ရလိုက်ပါတယ်။ကောင်းကင်ကိုခွဲထုတ်နိုင်မဲ့ပုံပေါ်တဲ့ပေတရာလောက်ရှိတဲ့ဓာတ်ဆွဲရဲ့ line တစ်ခုကအတန်တိုင်းကိုချွေးဖက်နိုင်တဲ့အတန်နဲ့အတူချက်ချင်းပဲနီးကပ်လာပါတယ်။ ကြားတဲ့တခုတည်းသောအတန်ကောင်းကင်ထီအောင်ထိုးပေါဝင်ရောက်နေတဲ့ဓာဆွမ်းရဲ့အတန်မှာထိုးရအယောင်မြတ်ဆန်ယူလျပြီး ချက်ချင်းပဲစဉ်းသလာပါတယ်သူတို့အောက်ကပင်လယ်ရလေဓာဆွမ်းရဲ့ဖီယာကျောက်ကွက်ထွက်သွားပြီးဂျောင်ကြီးတစ်ခုကဖြစ်ပေါ်လာပါတယ်ဝယ်လင်ကရွှေချယ်စီနဲ့လူအိုကြီးကဓာဆွမ်းကိုထိန်းထားတော့အမြေတုံးကဘေးကနေပဲခစားမိပြီးပေါင်ဝင်ပတ်သက်ခဲ့ပါဘူးယခုကိုတိုင်ရင်ဆိုင်ရတော့မှထိုဆွမ်းရင်ထဲကဖျက်ဆီးနိုင်တဲ့အင်အားကိုခစားမိနေပါတယ်ထိုဖြစ်စီနိုင်တဲ့အင်အားကိုရင်ဆိုင်ရတော့သူ့ရဲ့မူလဝိညာဉ်တော့တုံ့ဝင်လာပြီးမတိမငိမ့်ဖြစ်လာပါတယ်။ထိုအရာတွေမကပဲသူ့ရဲ့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတိုင်းရလေတုံ့ဝင်တစ်လုံးနဲ့ဖိထားသလိုခန်းစားနေရပါတယ်။ထိုခန်းစားချက်ကိုသူကစိတ်သက်မနေပါဘူး။စိတ်ဝိညာဉ်တန်းစင်ကိုင်းအဝ ဝိညာဉ်သွေးကြောဖီအားနေခန်းစားရတဲ့ခန်းစားချက်နဲ့တစ်ထပ်တည်းပဲဖြစ်ပါလေ ို့ရတဲ့ထိုခန်းစားချက်ထိုအချိန်တော့အထက်ထောင်ပုံးများစွာပို့ပြီးတော့ပြင်းထန်ပါတယ်ဒါဆိုရင်လည်းဒိုင်းရိုက်မထိခိုက်ခင်ပါတယ်ဝယ်လင်းရဲ့ပါဇက်တော့ကနေသွေးများစီးကြလာပြီပဲမျိုးလုံးလေးမှာတော့လက်မလျှော့တဲ့ရဲရုံတွေကိုမြင်နေရပါတယ်ဝယ်လင်းရဲ့အချိန်တွေကိုသတိထားပြီးတော့ချန်ဖန်ကလည်းခဏရက်ပြီးစဉ်းစားနေပါတယ်ထိုအချိန်ကိုအခွင့်ကောင်းယူပြီးစံနှုတ်ကိုတက်တင်လာဝဉဉ်စေတန်းအလှန်ကိုယူတင်လာဒါမဟုတ်ဒါဆိုရင်ကိုခုခံဖို့အတွက်ကုညီတင်လာထိုတွေးရသူ့ရဲ့စိတ်ထဲမှာဖြတ်ခနဲပေါ်လာပြီးသူကဆုံးဖြတ်ချချလိုက်ပါတယ် ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်